န်ကုန်မြို့တော်စီပင်တိုင်ကော်မတီဝန်ထမ်းမိသားစုများကာလဒါနဖြစ်တဲ့ဝါစုသင်္ကန်းဝါစုဆွမ်းများကိုစက္ကလူတန်ပူဇော်တဲ့ပွဲမှာဇင်တို့ဘဝအတွက်ဓမ္မလက်ဆောင်ဆိုတဲ့ကောင်းစဉ်နဲ့တရားစကားဟောကြားပေးပါမယ်ဘဝအတွက်ဓမ္မလက်ဆောင်ဆိုတဲ့ကောင်းစဉ်ပါအလုံးလိုက်ဆိုလိုက်ပါ tân ni lê khô tông jain ti ba nga hin ji ni dai sa ba yi i mya mya tau ba tau mui tông che tau ba tân ni lê khô tông jain ti ba nga hin ji ni dai sa ba ရေအေးများများတောက်ပါတောင်မွေးသုံးချက်ထောက်ပါဒါဒီဆောင်ပုတ်ကဦးဇင်းတော်ကျေးဇူးတော်ရှင်မြန်မာဘုရားဘာသာစပေလောကမှာထင်ရှားတဲ့ရွှေဆောင်ဆရာတော်ဘုရားကြီးဆုံးမခဲ့တဲ့စကားတွေဖြစ်ပါတယ်ဆရာတော်ဘုရားကြီးကိုကြည်ညိုသောအပြည့်ဆရာတော်ဘုရားကြီးဆုံးမတဲ့စကားကိုဦးဇင်းတော်ကတဆင့် ြောကြားခြင်းဖြစ်ပါနပတိတဏိလက်ခုတ်၃ချိန်ဒီပါဆိုတာတဏိကိုအနေဆုံးဖျား၃ချိန်ရှိကိုပါပိစုံပန်တန္တရာမှာကြီးပွားချမ်းသာဖို့အတွက်ဆရာတော်ဘုရားကြီးကပေးလိုက်တဲ့ဘဝလက်ဆောင်လေးနံပါတ်၁ကတဏိလက်ခုတ်၃ချိန်ဒီပါတဏိကိုအနေဆုံးဖျား၃ချိန်ရှိကိုရ ။ဥဇင်းတော်ဘုရားရှင်ကိုတော်မြတ်ကြီးသည် ပါရမီပေါင်းမြောက်များစွာကို ဖြည့်ကျင့်ပြီးမှဘုရားအဖြစ်ကိုရလာတဲ့ပုဂ္ဂိုလ်ဘဝတန်ត្រာတွေလေးသိင်ချင်တဲ့ကဘာတသိန်းတိုင်တိုင်ပါရမီတွေဖြည့်ခဲ့တယ်။ဒါနသီလအစရှိသော ပါရမီတွေဖြည့်ခဲ့တယ်။ကျင်းနစည်းစိမ်တွေကိုလှူဒန်းပြီးတော့ပါရမီတွေဖြည့်ခဲ့တဲ့တိုင်းပြည်ကိုလှူဒန်းခဲ့တယ်။သာသမီတွေကိုလှူဒန်းခဲ့တဲ့ဇနီးမယားကိုတောင်လှူဒန်းပြီးတော့ ပါရမီကြီးဖြည့်ခဲ့တာဖရာဖြည့်ကို ရောင်းအောင်ကြိုးစားအားထုတ်ခဲ့တာပေါ့အဲ့လိုမျိုးဖရာဖြည့်တို့ရောက်ခဲ့တဲ့ပုဂ္ဂိုလ်လောကမှာတုမရှိတဲ့ဗုဒ္ဓမြတ်ဖရာကိုယနေ့ဥစ္စနုသူတော်ကောင်းတို့ကိုးကွယ်စည်းကပ်ခွင့်ရတဲ့ဆိုတာအလွန်တရာကံကောင်းတယ်အတိတ်ဘဝကပါလာတဲ့ကံစရာဒါတွေကောင်းလို့သာသနာတော်ကြီးနဲ့ကြုံတွေ့ရတာဖရာတရားတန်ခါ ယတနာသုံးပါးကိုလည်းကိုယ်ွယ်စီကပ်ခွင့်ရတာအကံကောင်းတဲ့ပုဂ္ဂိုလ်တခြားမို့ကံကောင်းတဲ့ပုဂ္ဂိုလ်ဖြစ်တော့ကောင်းတဲ့ကံတွေမြတ်မြတ်ရဖို့အတွက်နေ့တိုင်းနေ့တိုင်းဘုရားရှိခိုးဖို့မပြင်းရဘူးမနဲ့မောလင်အရာထားတဲ့ဆိုတာနဲ့စာပို့တော်ဖို့ကိစ္စတွေခဏထားတာကိုလည်းသုတ်သင်တန်ရှင်တွေလှုပ်ပြီးတာနဲ့ရှိဥစွာဘုရားကြောင်းဆောင်ရှိကိုသွားဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုတောက်တော်ရည်ကြီးစီမိတော်ဒီကံ့ ပန္တော်ဒီကံဆွမ်းတော်ဒီကံပြီးဘုရားရှိခိုးဒါဘုရားရှိခိုးတဲ့လုပ်ငန်းကို ဆောင်ရွက်ရမှာပြီးမှသာလျင်ကျန်တဲ့စာပို့တော်ဖို့ကိစ္စသားရင်သာသမီတွေကိစ္စတွေကိုဆောင်ရွက်ပေးရမှာဖြစ်တယ်နောက်တစ်ခါမန်အဲအချိန်ရတန်လို့ယုံကိုသွားတော့မယ်ဆိုရင်ယုံမသွားခင်မှာဘုရားရှိခိုးသွားလိုက်အောင်ဘုရားရှိခိုးပြီးသွားတဲ့အတွက်ကြောင့်အန္တရာယ်တွေနဲ့ကင်းတဲ့ရန်စွဲတွေနဲ့ရှင်းတယ် ဘေးဥပ္ပန္ဒရေတိနဲ့မကြုံတွေ့နိုင်ဘူးပေါ့ကိုယ့်ရဲ့နှလုံးသားထဲမှာဘုရားတရားသံဃာယန္တာသုံးပါးကို အမြဲတမ်းအမြဲတမ်းကိုယ်ွယ်စိတ်ကပ်ပူဇော်နေတဲ့အတွက်ကြောင့်အဲ့ဒီပုဂ္ဂိုလ်ရဲ့တန်တမ်းမှာကောင်းကျိုးချမ်းသာတဲ့အမြဲတမ်းပြည့်စုံစေနိုင်တဲ့နောက်တစ်ခါယုံကပြန်လာပြီးအိမ်ကိုပြန်ရောက်ရင်ဒီပြည့်ကိစ္စတွေခဏထားအောင်မိမိရဲ့အိမ်ဝကံကိုသွားပြီးတော့ဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုရှိခိုးလိုက်အောင် အကူအအင်းကိုပြန်လာပြီးအမြဲတမ်းအဲ့လိုမျိုးပေါ့ဒါဝစံတော့တနေ့လက်ကော၃ချိန်ဒီပါဆိုတာတနေ့ကို၃ချိန်ပဲရှိခိုးရတာမဟုတ်ဘူးအချိန်တိုင်းအချိန်တိုင်းရှိခိုးနေလေကုသိုလ်ရနေတာပဲရှိခိုးတယ်ဆိုတာလက်အုပ်ချီပြီးတော့ရှိခိုးမှမဟုတ်ဘူးဥမာဆိုပါစို့ကိုယုံလုံးငန်းကို လုံနေရင်းနဲ့အချိန်အားနေရင်ဗုဒ္ဓံတရဏံကိစ္ဆမိဓမ္မံတရဏံကိစ္ဆမိသံဃံတရဏံကိစ္ဆမိအဲ့ဒီတရဏံကောင်၃ပါးကိုအမြဲတမ်းရွတ်ဆိုပူဇော်နေမယ် ကာမောင်းရင်နဲ့လည်းရုပ်ရုပ်ဖတ်ပူဇော်နေမယ်အလုတ်လုတ်ရင်နဲ့လည်းရုပ်ဖတ်ပူဇော်နေမယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ရဲ့တန်တမ်းမှာအမြဲတမ်းဖရာတရားသံဃာရဲ့နာသုံးပါးကို ရှစ်ခိုးပူဇော်နေတဲ့ပုဂ္ဂိုလ်လို့ခေါ်တယ်အဲ့ဒီပုဂ္ဂိုလ်များကြတော့ဘာအန္တရာယ်မှမကြုံတွေ့နိုင်ဘူးတွေ့ရမယ့်အန္တရာယ်တွေကင်းကွာပြီးတော့ကောင်းကျိုးချမ်းသာကျေးဇူးမင်္ဂလာပြပြတို့နဲ့ပြီးဆုံးတယ်ရမောဒါဥစ္စနောအချိန်ကိုပြိုင်ပြီးတော့ အချင်းချုပ်ပဲပြောတာဒါနံပါတ်1တနေ့လက်ခုပ်သုံးခြင်းဒီမယ်နောက်တကနံပါတ်2ငါဟင်းကြီးနေ့တိုင်းစားပါဆိုတာငါဟင်းကိုချက်စားခိုင်းတာမဟုတ်ဘူးငါပါသီလာကိုခါဝတ်ပစိုးကဲ့သို့ညင်အောင်ကြိုးစားကြပါငါပါသီလာဆိုတာဥစဉ်ရဲ့ဘုရားဘာသာဝင်များဒီမကပါဘူးအခြားသောဘာသာဝင်တို့ဘာသာဝင်တိုင်းဘာသာဝင်များလည်းအာထုတ်ခွင့်ရှိပါ ယနေ့ကမ္ဘာမှာရှိနေတဲ့လူသားပေါင်းတန်ပေါင်း8000ကျော်ဒီ၅ပါးသီလကိုလက်တွေ့လိုက်နာကျင့်သုံးကြမယ်ဆိုရင်ယနေ့ကဘာကြီးကအလွန်တရာအေးချမ်းတဲ့ကဘာကြီးတကူပြင်ပါအလွန်မဟုတ်ဘဲနဲ့ဒီ၅ပါးသီလတွေကို ချိုးဖောက်နေတဲ့အတွက်ကြောင့်နိုင်ငံတိုင်းနိုင်ငံတိုင်းမှာဒုက္ခတွေအမျိုးမျိုးစစ်ပီးဒုက္ခတွေစားသမဲ့စားရမဲ့ တောင်ရမဲ့ဒုက္ခတည်းလူမှုရေးဒုက္ခတည်းအမျိုးမျိုးကြုံတွေ့နေရတာအခြေခံကျင့်ဝတ်၅ပါးပဲရှိအဲ့ဒီ၅ပါးသီလကိုစောင့်ထိုင်ရမယ်နံပါတ်၁သူများရဲ့အသက်ကိုမတတ်နဲ့မနှင်းဆဲနဲ့မနှိမ့်ဆဲနဲ့ဒီအခုစစ်တွေဖြစ်နေတယ်ဆိုတာ သူများရဲ့အသက်ကိုနှင်းဆဲတဲ့ဒီပါဏာတိပါဒကံတွေကိုလူကျူးနေလို့ကဘာကြီးကမငြိမ်ချမ်းတာတယောက်နဲ့တယောက်အနိုင်ကျင့်နေတယ် အဲ့ဒီပါဏာတိပါဒသိက္ခာပုဂ္ဂိုလ်သာစောက်ထင်းကြမယ်ဆိုရင်တယောက်နဲ့တယောက်စစ်ဖြစ်เสียအကြောင်းလည်းမရှိတော့ဘူးအစွမ်းထက်တဲ့လက်နက်တွေလည်းထုတ်เสียအကြောင်းမရှိတော့ညာလောကငြိမ်းချမ်းရေးတရားကပ္ပငြိမ်းချမ်းရေးတရားဒီငါးပါးတည်လာမယ်သူများရဲ့ပစ္စည်းကိုမခိုးနဲ့သူများရဲ့ပစ္စည်းကို မခိုးကြဘူးဆိုရင် အိမ်တိုင်းအိမ်တိုင်းတော့ခတ်เสียမလိုဘူးစောက်ရှောက်เสียလည်းမလိုဘူးကိုယ်ပိုင်ဆံကိုဘယ်မှာသွားအပ်ထားเสียလည်းမလိုဘူး ကိုယ်အိမ်မှာတကိုးတမရတွေမရှိတဲ့အတွက်ကြောင့်ကိုယ်အိမ်မှာလုံလုံချုံချုံထားနိုင်တာပေါ့ဒါအိတ်ချံကြောင်းတရားပဲငိမ့်ချံကြောင်းတရားပဲယနေ့ခေတ်တော့အလုံးမဟုတ်ဘူးလင်းရင်လက်တလို့ခိုးယူကြတယ်လူယူကြတယ်အဲ့ဒီအဒိနာဒနာသိခါပုဂ္ဂိုလ်လွန်ကျူးနေကြတဲ့အတွက်ကြောင့်ဦးဇနောတော်ကောင်းများလောကကြီးမချမ်းသာရဘူးမငိမ့်ချံဘူးနာရကကမေသူမေဆာသာသိခါပုဂ္ဂိုလ်လည်းဒီတိုင်းပဲ သူများသားများတွေကိုပြင်မာစော်ကားနေတဲ့အတွက်ကြောင့်ကဘာကြီးအိမ်ပူလောင်နေကြတယ်မူတာဝါဒလိန်ညာစကားတွေပြောကြချင်းကြောင့်ကဘာကြီးဒုက္ခရောက်နေကြတယ်သုဒ္ဓမေရယအယက်သီစာတွေသောက်ဆန်းနေတဲ့အတွက်ကြောင့်ကဘာကြီးမငြိမ်းချမ်းဘူးအဲ့ဒီငါးပါးတီလာကိုခါဝတ်ပစ္စုကဲ့သို့မြဲနေမယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်များကပစ္စုပန်မှာလဲအေးချမ်းမယ်တန်ត្រာမှာလဲငြိမ်းချမ်းမှာပေါ့ဒါကြောင့်မို့ ငါဟင်ကြီးနေတိုင်းစားပါဆိုတာအနည်းဆုံး၅ပါးသီလကိုခါဝတ်ပစိုးကဲ့သို့ငြိမ်အောင်ကြိုးစားပါရည်အေးများများတောက်ပါ ဆိုတာရည်အေးဆိုတာမေတ္တာကို ပြောတာယင်းဤကဘာကြီးပူလောင်နေတာဥစနိုးဥကကိုတို့လေးလာကြည့်လိုက်နော်တနင်္ဂနွေတနင်္ဂနွေဆစ်ဖြစ်နေတယ်ဥစနိုးမြန်မာနိုင်ငံမှာလည်းကြည့်တိုင်းရင်သားချင်းချင်းဒုက္ခတွေအမျိုးမျိုးကြုံတွေ့နေရတယ်ကိုယ်နိုင်ငံသားအချင်းချင်း ဒုက္ခတွေအမျိုးမျိုးပေးတဲ့ပုဂ္ဂိုလ်ကလည်းပေးနေကြတယ်ရောက်တဲ့ပုဂ္ဂိုလ်ကလည်းရောက်နေကြတယ်စဉ်းစားကြည့်လိုက်အဲ့ဒီပုဂ္ဂိုလ်များရဲ့တန်တန်မှာမေတ္တာတရားတွေခေါင်းပါနေလို့ငါတို့နိုင်ငံသားအချင်းချင်းပဲတည်သွားတာလည်းငါတို့နိုင်ငံသားပဲဒုက္ခရောက်နေကြတာလည်းငါတို့နိုင်ငံသားပဲဆိုပြီးတော့ကိုယ်နိုင်ငံသူနိုင်ငံသားအချင်းချင်းတရားနဲ့တရားမေတ္တာတွေပွားမေတ္တာတွေထားကြမယ်ဆိုရင်အဲ့ဒီအိမ်အဲ့ဒီရွာအဲ့ဒီနိုင်ငံသည် အီချံသောနိုင်ငံငိမ့်ချံသောနိုင်ငံဖြစ်မှာကမ္ဘာမှာလည်းဒီတိုင်းပဲအင်အားကြီးတဲ့နိုင်ငံကနေပြီးတော့အင်အားနည်းတဲ့နိုင်ငံတွေကိုအမျိုးမျိုးလက်နက်တွေနဲ့နှိပ်စက်နေကြတယ်ညှဉ်းပန်းနေကြတယ်ဒုက္ခအမျိုးမျိုးတွေနဲ့ကြုံတွေ့ရအဲ့ဒီဒေါသလက်နက်တွေကိုငြိမ်းအေးဖို့အတွက် လူတိုင်းလူတိုင်းရဲ့တန်တမာမေတ္တာတရားတွေပွားများရတယ် ဟံအာဝေရောဟောမိငါချမ်းမှချမ်းသာပါစေငါမိသားစုတွေချမ်းမှချမ်းသာကြပါစေအေးချမ်းကြပါစေငါတို့ယွာမနေထိုင်တဲ့လူသားပေါင်းအလုံးလူနဲ့ပြမတရားအလုံးချမ်းမှချမ်းသာကြပါစေငါတို့နိုင်ငံမှာနေထိုင်ကြတဲ့လူနဲ့ပြမတရားဒီအလုံးချမ်းမှချမ်းသာကြပါစေမေတ္တာတွေပွားပြီးတော့ကာယကံမေတ္တာဝစီကံမေတ္တာမနောကံမေတ္တာတွေထားပြီးတော့နေထိုင်ကြမယ်ဆိုရင်ကဘာကြီးကအေးချမ်းမှာပဲ အဲ့ဒီမေတ္တာတရားမရှိဘူးဆိုရင် ရုပ်စွာအစုံကိုမိသားစုတောင်မှခြေလိုက်မိသားစုချင်းချင်းနေထိုင်တဲ့အိမ်တအိမ်မှာမိဘကလည်းသားသမီးရဲ့ဘောမှာသားသမီးကလည်းမိဘရဲ့ဘောမှာတယောက်နဲ့တယောက်မေတ္တာထားနေရင်အဲ့ဒီအိမ်ကတိတ်ပြီးတော့ချစ်တည်ရှိတာပဲတိတ်ပြီးတော့ငြိမ်းချမ်းတာပဲအလောယုံတစ်ခုမှလည်းဒီတိုင်းပဲဝန်တန်းမိသားစုတွေအထက်အရာရှိကနေပြီးတော့အောက်ဝန်တန်းတွေကိုဘောမှာမေတ္တာထားမယ်အောက်ဝန်တန်းတွေကလည်းအထက်အရာရှိဘောမှာမေတ္တာထားမယ် တရားနဲ့တရားမေတ္တာနဲ့ကုလူဆက်ဆံပြီးတော့နိုင်ငံရဲ့အလုပ်ကိုလုပ်ကြမယ်ဆိုရင်အဲ့ဒီဝန်ထမ်းအဲ့ဒီဌာနကလည်းကြီးပွားချမ်းသာမှာဖြစ်ပါတယ်ဒါကြောင့်မို့ဦးဇင်းတို့မေတ္တာတရားဆိုတာသိအရေးကြီးတာမိသားစုအချင်းချင်းမှလည်းမေတ္တာတွေထားရမယ်ရွှေမျိုးအချင်းချင်းမှလည်းမေတ္တာထားရမယ်ရက်ွက်မှလည်းမေတ္တာထားရမယ်မြို့နယ်နိုင်ငံတိုင်းနိုင်ငံတကဘာလုံးတကဘာလုံးမှလည်းမေတ္တာတွေပွား မေတ္တာတွေထားကြမယ်ဆိုရင်ယနေ့ကဘာကြီးကအေးချမ်းသောကဘာငြိမ်ချမ်းသောကဘာတွေဖြစ်လာမှာပေါ့။ရမောဆရာတော်ဘုရားကြီးကရေအေးများများတောက်ပါဆိုတာအေးချမ်းတဲ့မေတ္တာတရားကို များများစူးစားပြီးတော့ဘွားများအားထုတ်ကြပါလို့ဆိုလိုခြင်းဖြစ်ပါတနည်းလက်တောင်မွေးသုံးချက်ထောက်ပါဆိုတာဒါကတော့သင်္ကာရသဘောတရားဥစဉ်တော်အသက်တွေတဖြည်းဖြည်းကြီးလာပြီးအသက်တွေကြီးလာတဲ့အခါကျတော့ ိမိတို့ရဲ့ဗုဒ္ဓဘာသာဝင်သူတော်ဆင်မြတ်ဖြစ်တဲ့အတွက်ကြောင့်အနေစာဒုက္ခအနတ္တလက္ခဏာရေ၃ပါးကိုလည်းအမြဲတမ်းဆင်ခြင်ပွားများပြရမြဲတဲ့တရားဆိုတာမရှိဘူးဆင်းရဲတဲ့တရားတွေပဲအဆိုးရတဲ့တရားဆိုတာလည်းမရှိဘူးသင်္ခါရသဘောတရားတွေရဲ့ဖြစ်ပျက်မှုအမှန်တွေကိုဉာဏ်နဲ့ရှင်ပြီးတော့အရာရာတိုင်းသည် မမြဲတဲ့သဘောတရားဆင်းရဲတဲ့သဘောတရားအဆိုးမရတဲ့သဘောတရား အဲ့ဒီလက္ခဏာကြီးသုံးပါးကိုအမြဲတမ်းဆင်ခြင်ပွားများအားထုတ်ပြီးတော့အိုခြင်းနာခြင်းသိခြင်းသဘောတရားတွေနဲ့တွေ့ဆုံတဲ့အခါမှာလည်းပင်ဒီလက္ခဏာကြီးသုံးပါးကိုဆင်ခြင်ပွားများအားထုတ်ရမှာဖြစ်ပါတယ်။အိုခြင်းတရားနာခြင်းတရားသိခြင်းတရားဆိုတာဘယ်သူမှမလိုချင်ဘူးဘယ်သူမှလည်းမနှစ်သက်ဘူးလူတိုင်းလူတိုင်းကို မေးကြည့်လိုက်အိုခြင်းသလားနာခြင်းသလားသိခြင်းသလားအဲ့ဒီမေးခွန်းကိုဘယ်သူမှဖြေမှာမဟုတ်ဘူး။ လူတိုင်းလူတိုင်းကအသက်ရှိသမျှခန္ဓာကိုယ်ကြီးကအမြဲတမ်းပြိုခြင်းနှုတ်ပြိုခြင်းနဲ့ဒီကြောင့်မို့အလှပတွေပြင်နေကြတယ်ခန္ဓာကိုယ်ကြီးမနာအောင်အစေးတွေအမျိုးမျိုးမှီဝဲနေကြတယ်ဘလောက်ပဲစေးတွေမှီဝဲမှီဝဲဘလောက်ပဲခန္ဓာကိုယ်ကြီးကိုပြုပြင်ပြုပြင်အနေစာဒုက္ခအနတ္တအိုခြင်းနာခြင်းသိခြင်းသဘောတရားဆိုတာဥဇနောတော်ကောင်းများဘဒူးမှဒီဒီဒုက္ခတွေကနေပြီးတော့ မလွန်မြောက်နိုင်ပါဘူးဘုရားရှင်ကိုတော်မြတ်ကြီးတော်မှဒီအိုချင်းနာချင်းသေးချင်းသဘောတရားတွေကိုရင်ဆိုင်သွားရတာပဲဥစ္စနောကိုတော်ကောင်းတို့တမန်ပုဂ္ဂိုလ်များဆိုရင်ဘာပြောเสียရှိမှာလဲအိုချင်းနာချင်းသေးချင်းဒီသဘောတရားတွေဆိုတာဥစ္စနောတန်တမအမြဲတမ်းတပြေးပြေးတပြေးပြေးနိကလာပြီးတော့နှိမ့်ဆက်တော်မှာဖြစ်ပါကြောင်မို့အိုခြင်းနာခြင်းသေခြင်းသဘောတရားတွေကိုဉာဏ်ထဲမှာရှင်ခြင်းပွားများပြီးတော့ မိုးခင်မနာခင်မသိခင်မှာတဆွမ်းသမျှကုသိုလ်ကောင်းမှုတွေကြိုးစားအားထုတ်ရတယ်။အသက်ငယ်တဲ့ပုဂ္ဂိုလ်လည်းသိနိုင်တာပဲ။ဦးဇင်းတို့သတင်းစာတွေမှာကြည်လိုက်ဆရာဝန်တွေသေသွားကြတယ်ကျောင်းသားတွေသေသွားကြတယ်အချို့ကျိုးဆိုရင်ကျောင်းအမေဝမ်းကထွက်တာနဲ့သေသွားရတဲ့ပုံကိုယ်တွေလည်းအများကြီးပဲတရင်စာကိုခြေလိုက်ရင်တန်ဝင်ကဖြစ်ပွေတယ်အများကြီးရှိအနာကြီးကိုညင်မှု နာကြီးတရင်ကန္တာမှာကြီးကြီးလိုက် ။ဘာကြောင့်လဲဆိုတော့လူသားလူသားတိုင်းရဲ့သက်တမ်းဆိုတာဘဒူမအာမခံခြင်းမရှိဘူး။ဘယ်အရွယ်မှာသိမလဲ။ပထမအရွယ်ဒုတိယအရွယ်တတိယအရွယ်အရွယ်သုံးပါးထဲမှာပထမအရွယ်မှာသိမလားဒုတိယအရွယ်မှာသိမလားတတိယအရွယ်မှာသိမလားဘဒူမခွဲခြားလို့မရဘူး။ဆုံးဖြတ်လို့မရဘူး။ပိုင်းချတာလို့လည်းမရတဲ့အတွက်ကြောင့်မိုးခင်မနာခင်မသိခင်မှာတက်ဆွမ်းသမျှကုသိုလ်ကောင်းမှုကိုလည်းစူးစမ်းပြီးတော့ပြုရတယ်အဲ့ဒါကို တောင်မွေသုံးချက်ထောက်ပါ အနေစာဒုက္ခနတ္တလက္ခဏာဤသုံးပါးကိုဉာဏ်မှဆင်ခြင်ပြီးတော့ကိုယ်တော်တရားတွေကိုစူးစမ်းအားထုတ်ကြပါလို့ဆရာတော်ကြီးကဆုံးမခြင်းဖြစ်ပါ။ရောင်မို့ဆရာတော်ကြီးဆုံးမတော်မူတဲ့စကားတွေကနံပါတ်1တနေ့လက်ခုပ်၃ချိန်တီးပါ၊ဖရာကိုအနည်းဆုံး၃ချိန်၃ခါလောက်ရှိခိုးရ။ငါဟင်ကြီးနေ့တိုင်းစားပါ။ငါဘာသီလာကိုလည်းခါဝုပစုံကဲ့သို့မြေအောင်စူးစမ်းရမယ်။ ရေအေးများများတောက်ပါအေးများတဲ့မေတ္တာတရားတွေကိုနှလုံးသားထဲမှာအမြဲတမ်းပွားများအားထုတ်ပေးရမယ်နောက်တစ်ခါတောင်မွေးသုံးချက်ထောက်ပါအနိစ္စဒုက္ခအနတ္တဆိုတဲ့လက္ခဏာရေသုံးပါးကိုအမြဲတမ်းဆင်ခြင်ပွားများပြီးတော့ကိုယ်တော်ကောင်းမှုတွေကိုစူးစမ်းအားထုတ်ပါလို့ဆရာတော်ကြီးဆုံးမတော်မူခြင်းဖြစ်ပါတယ်ဒါကြောင့်မအလုံးတော်သူတော်ကောင်းများဆရာတော်ကြီးဆုံးမတော်မူတဲ့ အဆုံးအမတွေကိုတစ်ခုလိုက်နိုင်တစ်ခုအကျိုးရှိတာပဲနှစ်ခုလိုက်နာနိုင်နှစ်ခုအကျိုးရှိတာပဲလေးခုတောင်လိုက်နိုင်နေလားအများကြီးအကျိုးရှိသွားတာပဲဒါကြောင့်မို့ဆရာတော်ကြီးအဆုံးအမတွေကို လိုက်နာခြင်းသုံးနိုင်ကြသဖြင့်ပစ္စုပန်ဘဝမှာလည်းအောင်မြင်တိုးတက်ကြီးပွားချမ်းသာအေးချမ်းပြီးတန်တရာတိုင်အောင် နိဗ္ဗာန်ချမ်းသာတိုင်အောင် ကိုစီကိုငါကြိုးစားအားထုတ်နိုင်တော့ ိုတော်ကောင်းပုဂ္ဂိုလ်များအသည်သည်ဖြစ်ကြပါစေဂုံတတိသာဓုသာဓုသာဓုပါပေယကံရစချရအောင်အရှင်မြတ်တို့ဖယံတပြည့်တော်များသည်အိုနာတေယိရှုပ်ထွေးလာစွာဤတန်တရာမှာ လင်းမြန်စွာလွတ်မြောက်ပါရခြင်းအကျိုးငามယနေ့ယခုနိုင်ငံတော်ပရိယတ္တိသာသနာတက္ကသိုလ်တို့လာရောက်ကြ၍ဖျားအမှုရှိသောဆရာတော်တန်ဃာတော်အရှင်မြတ်တို့အား ကာလဒါနာဖြစ်တော်ဝါစုသင်္ကန်းဝါစုစွမ်းမြနှင့်တကားလူတန်းပွေရာပစ္စည်းဝတ္ထုအစူစူတို့ကိုလူတန်းရသောဒါနာကုသိုလ်စောင့်တည်ရသောသီလကုသိုလ်တရားစကား နာယူရသောဟောကြားရသောဘာဝနာကုသိုလ်ဤသို့ပေါင်းအပ်မြတ်မြတ်သောကုသိုလ်ကံစေတနာတိဖရာတပြည်တော်တို့အလိုရှိအပ်သောဘဝတံပတ္တိဘဝအစဉ်အတန်း 面对着面前，宝贵的弟弟，昔日的我，已变得衰微，已读不进的他，对你的心，多么的焦急，啊！如今的弟弟，那勇敢，今生跨越。 ဘဝခန္ဓာကြံကြံမာမာချမ်းချမ်းသာသာရွတ်ဆောင်နိုင်ခြင်းနိဗ္ဗာန်သံပတ္တိဩနာတိယဒုက္ခပေတော်ဤငြိအေးရာအမှန်မြတ်နိဗ္ဗာန်သို့ရောက်နိုင်ရနိုင်ခြင်း အစာရှိသောဖရာတပြည်တော်တို့အလိုရှိအပ်သောကောင်းကျိုးချမ်းသာကျက်တည်းမင်္ဂလာအဖျားဖျားတို့ရရာရကြောင်းအကောင်းသောအထောက်အပံ့ဖြစ်ပါစေယနေ့ယခုဖရာတပြည်တော်တို့ ပြုလုံအာထုံရသောဒါနသီလသမထဝိပဒနာကုသိုလ်ကောင်းမှုအဖို့ဘာကားတို့ကိုယခုဘဝရှိရှိဘဝတောစကြသောမိဘဘုဘွာဆရာသမားတို့အား အစထား၍ရေမြေတန်နေပြေရှင်မင်းငရေတန်နေယမမင်းနတ်တော်တန်နေတကြာမင်းကိုဆောင်နေဤတက္ကသိုလ်ဆောင်နေကဘာဤစီတီတော်ဆောင်နေကဘာဤကုန်းမြေဆောင်နေ မျိုးဆောင်နံနိုင်ငံဆောင်နံကပ္ပါဆောင်နံသာသနာတော်ဆောင်နံအပါအဝင်32ဘုံကျင်လည်ကုန်တော်ဝိနည်းဒုခိတာဒုခိတာတတဝအပေါင်းတို့အား အမြအမြပေးဝေပါ၏အမြအမြပေးဝေပါ၏အမြအမြပေးဝေပါ၏အလုံးသောလူနာပြမတတဝအနန္တမန္တမြတ်တို့သည် ဖရာတပီတော်တို့နေညီတို့ညီမြအမြရာ၍ဖတ်တို့ထမ်းမြကုသိုလ်ရာ၍ကိုစိတ်နှဖျားကျမ်းမာကြပြီကိုစိတ်နှဖျားချမ်းသာကြပြီကိုစိတ်နှဖျား ဝန္တာကြပြီဖြစ်ကြပါစေတော်အာလုံးကြာကြသမျာအမြာအမြာအမြာယူတော်မူကြပါကုန်လောသာဓုသာဓုသာဓုအာလုံးကြာကြသမ အမြအမြအမြယူတော်မုံကြပါကုန်တော်တာတုတာတုတာတုအာလုံးကြကြသမြအမြအမြအမြယူတော်မုံကြပါကုန်တော်တာတုတာတု 达布巴耶。啊